အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့အပြောင်းရွှေ့ဒါကျွန်တော်တို့ဒါဒီလေးပထမပိုင်းစပြီးပြိမ့်မယ်ပေါ့နော်ကလပ်ဘောကကလပ်တွေတို့ဒါလက်ရှိမှာအပြောင်းရွှေ့ကိုဒါဒီဒီဘက်မှာဒါ10ရက်တိတိစောပြီးဖွင့်ပေးထားခဲ့တယ်ဟုတ်ပေါ့16ရက်တိတိစောဖွင့်ထားခဲ့တယ်ဒါပေမဲ့16ရက်မှာမှဒါ10ရက်လောက်ပဲဒါတရားဝင်ဖွင့်ပေးခဲ့ရဲ့အပြောင်းရွှေ့ကဒါကျွန်တော်ဒီနေ့မြန်မာစံတော်ချိန်ဒါကျွန်တော်တို့သူတို့9နာရီဆိုရင်ကျွန်တော်တို့ဒါ9နာရီရှိမယ်ဒါမြန်မာစံတော်ချိန်ရွတ်မယ်ဆိုရင်ဒါ အဲ့ပေါ့စနစ်ခွဲတနာရီလောက်တို့အနေနဲ့ပိတ်မယ်မြန်မာစံတော်ကြီးတနာရီလောက်ပိတ်မယ်အနေထားမှာချက်စီးသိန်းကတော့လက်ရှိဒီအပြောင်းရွှေ့မတိုင်ခင်မှာတကယ်ကိုအလုပ်တွေကိုရှယ်ရှုပ်နေတဲ့အသင်းသင်းလို့ပြောလို့ရမယ်အဲ့တော့ချက်စီးသိန်းကလက်ရှိကလပ်ဘောကတ်မတိုင်ခင်မှာတို့နဲ့ဂိုးဘလမအစ်စ်ကိုလူချင်းခဲ့မြေဂိုးသမားအစ်စ်လက်ရှိမှာဒါမရခဲ့ဘူးပေါ့နော်အဲ့ကိစ္စလည်းပြီးရင်ဒါဗီဒီယိုရဲ့ဒါကျွန်တော်တို့ ဒီအရေးကြီးတဲ့အကြောင်းပြောပြရင်တော့နည်းနည်းထည့်ပြောမယ်အဲ့တော့ချက်စီးတင်တဲ့ခုလက်ရှိမှာတို့အနေနဲ့ကလပ်ဝေါ်ကပ်မှာတို့ကစားသမားအသစ်ဖြစ်တဲ့ left wing ကစားသမားအသစ်နဲ့တို့အနေနဲ့တွားကျင်တဲ့တဲမှာပါတယ်အမမဲရတာကျွန်တော်တို့ဒီတင်းကွတာကျွန်တော်ညနေလုံးကတွေ့ခဲ့တဲ့တင်းကချက်စီးတင်တဲ့ဒီနှစ်ကလပ်ဝေါ်ကပ်မှာတော့ဒါကစားသမားအသစ် Liam Bell Liam Delap တယောက်ထဲနဲ့ပဲတွားပြီးတော့ဒါကျွန်တော်တို့ပိတ်ဖို့အတွက်ရှိတယ်ဆိုတဲ့အကြောင်းတက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်လက်မှတ်မှတ်ချက်စီးတင်က အပြောင်းရွှေ့နဲ့ပတ်သက်အဲ့လောက်လည်းမနေဘူးပေါ့နော်အမြဲတမ်းပြန်စစချင်းမျိုးချက်စီးသေးတဲ့အပြောင်းရွှေ့နဲ့ဒါတည်တည်ချာချာပြန်ပြီးတည်တည်ချာချာကြည့်မယ်ဆိုရင်ဘယ်တော့မှမ အရင်ကြီးလက်နေတဲ့လူတွေလက်နေတဲ့သင်သက်တယ်မဟုတ်တော့ okay အဲ့ဒါဆိုတော့ကျွန်တော်ဒီ daily တစ်ချက်စောင့်ကြည့်လိုက်မယ်ဆိုကျွန်တော်စောင့်ကြည့်ခဲ့တကယ်လဲဒါထင်တာအတိုင်းပဲချက်စီးသင်္ကာတာအပြောင်းရွှေ့နေပတ်သက်ပြီးဒါတော့ဘူလီတို့လက်ထက်မှာဘယ်တော့မှလက်နေခဲ့တဲ့တယ်မှာမပါဘူးအတကယ်လဲဒါကျွန်တော်တို့ထင်ထားခဲ့တဲ့အတိုင်းပဲဒါကျွန်တော်တို့သူတို့အနေနဲ့ပထမဆုံးကမ်းလှမ်းမှုကိုညှိပယ်ခဲ့ရပြီးနောက်ပိုင်းမှာ Jimmy Giddens ကိုလက်ရှိတာ Borussia လူဂျင်နဲ့ဈေးတစ်ခုကိုပဲတရားဝင်စကန်လှမ်းလိုက်ပြီးလို့သိရတယ်မှာပေါ့အဲ့တော့ဒီအပြောင်းရွှေ့ကိုတော့ကျွန်တော်ထင်တယ်ဒီနေ့ညမှာဒါချက်စီးသင်္ကာတာတရားဝင်ပြီးတက်ပြီးတော့သူတို့အနေနဲ့ left wing ကစားသမားအသစ်ကိုရရှိတော့မယ်လို့ပဲဆိုလို့ရမယ်အချိန် နေတကူကို Chelsea သမီး Chelsea သမီးတော့ Chelsea အသင်းရောက်သွားပြီလို့ပြောလို့ရမယ့်တဲမှာပါပါတယ်အဲ့တော့ Chelsea တဲ့နဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Gittins ကိုခေါ်ယူတဲ့နေရာမှာတော်တော်လေးကိုဒါဈေးကြီးပေးပြီးခေါ်ယူတဲ့ပုံစံမျိုးမဟုတ်ပဲသူတို့နဲ့ဈေးသက်သက်သာနဲ့ခေါ်ယူနိုင်ခဲ့တယ်ဒါပေမဲ့ပြန်စစ်ဆေးကြည့်အောင်ဒါကျွန်တော်တို့ Gittins နဲ့သူ့ဘာသူဒါကျွန်တော်တို့ Borussia Dortmund မှာခြေစွမ်းကြတယ်ဆိုပေမဲ့လက်ရှိပေးထားတဲ့ဈေးကတော်တော်လေးကို value ဖြစ်ပါတယ်ဒါကျွန်တော်တို့ transfer market ကသတ်မှတ်ထားတဲ့ဈေးကလည်း Euro 35သန်းပတ်ချလေးဖြစ်တဲ့ကြောင့်မို့တော်တော်လေးကိုဒါ Chelsea တင်းနဲ့ပြန်စစ်ဆေးကြည့်မယ်ဒါ 15တန်းလောက်ပူပြီးပေးခဲ့တဲ့သဘောမှာရှိပေမဲ့ဒါ Gaiden ဆိုမှုဒါကျွန်တော်အင်္ဂလန်သားလေးဖြစ်တယ်တကယ်ဟုတ်တာ potential အရလည်းမြင့်တဲ့စားသမားတရားကိုဒီစေးပေးခဲ့တာတိတ်တော့မထူးဆန်းဘူးလို့မြင်တယ်အဲ့တော့ Chelsea သင်းကလက်ရှိမှာဒါကျွန်တော် Borussia Dortmund ကိုဒါကျွန်တော် Euro 350တန်းရှိတယ်ဒါ proposal တစ်ခုကိုတရားဝင်ကန်လန်းလိုက်ပြီးလို့သိရတယ်မှာပါတယ်35တန်းကိုတော့ညှင်းပယ်ခဲ့ပြီးနောက်ပိုင်းမှာ Favorites Hawking ပြောပုံရဆိုတော့90ကိုတော့လက်ခံသွားဖို့ရှိရဆိုတဲ့ရင်ထွက်လာခဲ့အဲ့တော့ Chelsea သင်းကဒါ Club Walker မတိုင်ခင်မှာဒီအပြောင်းရွှေ့ကိုတရားဝင်လုပ်သွားဖို့ရှိပြီးတော့ Club Walker မှာ Jimmy Giddens ကိုတော့ဒါကျွန်တော် Chelsea သင်းရဲ့ကစားသမားအနေနဲ့ မှတ်ပုံတင်နိုင်မှုအတွက်မျှော်လင့်နေတယ်လို့သိရတယ်မှာပါအဲ့တော့ဒါချက်စီးတဲ့နယ်ဒီအပြောင်းရွှေ့ဒီကျွန်တော်ထင်တာပေါ့နော်ဒါမကြခင်ပြီးသွားမယ်လို့မြင်နေကစားသမားကလက်ရှိမှာကောလာဟာလာတွေကလန်ဒန်မြို့ကိုတော့ရောက်နေပြီးတော့စစ်စစ်ဖို့အတွက် ready ဖြစ်နေပြီလို့သိရတယ်မှာပါတယ်အဲ့တော့ချက်စီးကစားသမားအစ်ဒါဒီနေ့ရတာဒုတိယမြောက်ခေါ်ယူမှုကိုတော့ Jimmy Giddens ကိုမြင်ရတော့မှာလာလို့ကျွန်တော်အနေနဲ့မြင်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်ထင်တာတော့မြင်ရမယ်လို့ထင်ပါတယ်ဒါချက်စီးတဲ့ဒီနေ့ရတာကျွန်တော်တို့နေရာတီရဲ့ဒုတိယမြောက်ခေါ်မှုခေါ်ယူမှုကိုတော့ Borussia Dortmund ရဲ့ left wing ကစားသမားဖြစ်တဲ့ဒါကျွန်တော်အင်္ဂလန်ကစားသမားလေး Jimmy Giddens ကိုတော့ဒါကျွန်တော်တို့ချက်စီးအစ်အနေနဲ့သူရဲ့ ဒီယာမြောက်ခေါ်ယူမှုနေနဲ့ခေါ်ယူနိုင်မယ်လို့ကျွန်တော်နေတော့ချက်စင်းတဲ့တကယ်တည်းပြန်စမ်းသပ်ကြည့်မယ်လက်ရှိမှာဒါကျွန်တော် Jaden Sancho ကိုလည်းဆုံးရှုံးထားခဲ့ရတယ်။တကယ်တည်းနင်းလားငါလားဟိ movement နေတော့ဆိုရင် left wing ကောင်းကောင်းလက်ရှိ market အဲ့ကိုသူ့အနေနဲ့ market ထဲမှာဆိုတော့တဲ့ချက်စီးတင်မှာရှိမနေချက်စီးတင်နဲ့တုံးလို့ရတိုင်ရီဂျော့ချ်တို့ဘာလို့လက်ဖွဲပုံစံမျိုးတုံးလို့ရခဲ့ပေမဲ့လက်ရှိဒါကျွန်တော်တို့အန်ဇိုမိုရက်စကာရဲ့အသင်းဘက်မှာလက်ဖွဲကစားသမားကောင်းကောင်းဒါတည်တည်ချာချာမရှိတဲ့သဘောမှရှိတယ်အဲ့တော့ Jimmy Giddens က Chelsea အသင်းအတွက်တကယ်ကိုတင့်တော်တဲ့ကစားသမားတစ်ယောက်ဖြစ်လာ Nicklas Walker မှာဒါကျွန်တော် Jimmy Giddens အနေနဲ့သူဘာလုပ်နိုင်လဲဆိုတာကိုကောင်းကောင်းကြီးပြသနိုင်မယ့်ဒါကျွန်တော်တို့အပြောင်းရွှေ့တစ်ခုဖြစ်လာမယ်လို့မြင်တယ်။အဲ့တော့ဒီအပြောင်းရွှေ့ကဒါကျွန်တော်တို့ Chelsea အသင်းနဲ့ဒါခိုင်းလို့ဒါလူတွေတော်များအပြောင်းအမြတဲ့အပြောင်းရွှေ့တစ်ခုတော့မဟုတ်ဘူး။ဒါပေမဲ့ ဒီအပြောင်းရွှေ့က Chelsea အသင်းနေတာကျွန်တော်တကယ်ကိုနှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်တဲ့အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါ Chelsea အသင်းရဲ့ကိုယ်တိုင်လည်းဒါကျွန်တော်တို့တောင်ပန်ကစားသမားဒါ left wing ကစားသမားကောင်းကောင်းတယောက်လူတဲ့ Jimmy Greens ကိုယ်တိုင်ကလည်းဒါကျွန်တော် Chelsea အသင်းကသူ့ရဲ့အနာဂတ်မှာတော်တော်လေးကိုဒါကျွန်တော်အဆင်ပြေနိုင်တဲ့ကစားသမားတယောက်ဆိုတော့လုံးဝညင်းစရာပါတော့နှစ်ဦးနှစ်ဖက်အဆင်ပြေမယ် Borussia Dortmund ကြိုက်စီဖြစ်တဲ့ Euro 350လည်းရမယ်ဆိုရင်တော့ကျွန်တော်ကတော်တော်လေးကိုဒါကျွန်တော်တို့အဆင်ပြေသွားနိုင်မယ့်အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်အနေနဲ့ပုံကူရမြင်မိတယ်။အဲ့လက်ရှိမှာဒါကျွန်တော် Chelsea အသင်းရဲ့ဒါအပြောင်းရွှေ့ကြောင်းဆက်လက်ပြီးပြောရမယ်ဆိုတော့ Mike McGann ပေါ့နော်။ Mike က်မန်ရဲ့အပြောင်းရွှေ့ကချက်စီးတဲ့နဲ့လုံးဝပြတ်ပြဲသွားခဲ့ဖြစ်နေတာမထင်မှတ်တဲ့ဒါကျွန်တော်တို့လက်ရှိမှာဈေးလေးတစ်ခုနဲ့ဒါကျွန်တော်တို့ပြတ်ပြဲသွားခဲ့တာဖြစ်တယ်။ဒါချက်စီးတဲ့နဲ့အခုလက်ရှိမှာတို့တို့မှဂိုးသမားတွေအများကြီးရှိခဲ့ပေမယ့်တို့အနေနဲ့ဒါကလပ်ဘောကတ်ကိုသွားမယ်ဆိုရင်တော့အဆင့်တန်းပို့ပြီးမြင့်တဲ့ဂိုးသမားတဲကိုတို့တို့နဲ့ခေါ်သွားခြင်းနဲ့ရှင်းရှင်းလေးအဲ့ကစားသမားဒါကျွန်တော် AC Milan ရဲ့ဂိုးသမားဖြစ်တဲ့ Mike McGann ဖြစ်ပြီးတော့ Mike McGann ကိုယ်တိုင်ကလည်းချက်စီးအသေးစီကိုတော်တော်လေးကိုပြောင်းရွှေ့ခြင်းနဲ့သိရမလိမ့်မယ်။ချက်စီးတဲ့ကိုဘယ်လိုတွေပြောင်းရွှေ့ခြင်းလဲဆိုတော့ AC Milan အသင်းကိုသူ့အနေနဲ့အသင်းပေးပြောင်းမှုတော့တရားဝင်တောင်းဆိုခဲ့တဲ့အထိကိုဒါ Mike McGann တယောက်အနေနဲ့တရားဝင်ခွင့်ပြု ြုချက်တောင်းခဲ့တာကိုတွေ့ရတယ်မှာပါတယ်။ဒါပေမဲ့ Chelsea အသင်းနဲ့ဒါကျွန်တော်လက်ရှိ AC Milan တို့ကြားတဲ့ကတရားဝင်ဆွေးနွေးမှုကတော့ပြက်ပြဲသွားခဲ့ပြီလို့ပြောလို့ရတယ်မှာပါပဲ။အဓိကကတော့ကျွန်တော်တစ်ဖက်က AC Milan ရဲ့တောင်းတဲ့ဈေးကိုလုံးဝမလျှော့ပေးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကျွန်တော်လုံးဝလက်လျှော့ခဲ့လို့သိရတယ်။အဓိက Chelsea ကအဓိကပောက်ကွဲသွားတဲ့အချက်ကဒါ AC Milan ဘက်ကတစ်ဖက်က Chelsea အသင်းနဲ့ဒါ Club World Cup ကိုဆော့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ Club World Cup အခွန်ပုံစံမျိုးကောက်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့တော်တော်လေးကိုပောက်ကွဲသွားခဲ့လို့သိရတယ်မှာပါတယ်။ Chelsea အသင်းနဲ့ဒီကစားသမားအပြောင်းရွှေ့တွေ့ဒါကျွန်တော်တို့ တော်တော်လေးကိုဒါကြိုးစားခဲ့ပေမဲ့ကစားသမားကလည်းရှိမကလဘောကကမပါဝင်မဲနဲ့ချက်စီတဲ့နဲ့လုံးဝ AC Milan တို့ဂျာတွေကဆက်ဆံကြီးလေးပြတ်သွားခဲ့လို့ပြောလို့ရရတယ်မှာပါအဲ့တော့ ဒီလက်ရှိမှာ Chelsea တင်းနေတာဂိုးသမားတွေမှာပါသွားမှာဒါကျွန်တော် stressful ကပြန်လဲပြီးရောက်လာခဲ့တဲ့ swap မှာလည်းခြေစွမ်းပြလက်စွမ်းပြန်ပြလာခဲ့တဲ့ Petrovic ရဲ့ Sanchez ရဲ့ Jorginson ရဲ့ဒါလူငယ်ကစားသမားလေးဖြစ်တဲ့ Mike Panda ဆိုတဲ့ဒါ chart ကလေးလည်းပါသွားတယ်လို့သိရတယ်မှာအဲ့တော့ Chelsea တင်းကဒီနေ့ဒါကျွန်တော်တို့အနွေရာသီအပြောင်းရွှေ့ဒါပထမပိုင်းမှာတော့ Mike Magnan ကိုမခေါ်ယူနိုင်ဘူးလို့ပြောလို့ရတယ်မှာပါခဲ့ပါတယ်အဲ့တော့ဒါနဲ့ဆက်ဆက်ပြီးပြောမယ် Chelsea တင်းနဲ့ဒီကျွန်တော် Club World Cup ပြီးတာနဲ့ Chelsea တင်းက Petrovic နဲ့ Robert Sanchez နှစ်ယောက်တည်းကတစ်ယောက်ကိုကြောင်းချသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ် Chelsea တင်း ပြည်သက်တွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုပေါက်ကွဲနေတာဒါကျွန်တော် public twitter ပေါ်မှာတွေ့ရမယ်တဲ့မှာပါတယ် of course ဒါ robert sanchez နဲ့ petrovic နှစ်ယောက်ကိုရှင်ရောင်းမယ်ဆိုရင်ဒါ back club အသင်းကဘ누구ကိုအရင်ဝယ်မယ်ဆိုကလေးစားခွေးဆုံးသိတယ်ပြောချင်တာဒါ robert sanchez ကိုအသင်းမှာပြန်ထားပြီး petrovic ကိုရောင်းတဲ့အကွက်ပုံစံမျိုးဖြစ်သွားကြအောင် chelsea ပြည်သက်တွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုပေါက်ကွဲနေတယ်ပြောချင်တာဗျသူတို့ကဒါရှင်းတယ် robert sanchez ကိုရောင်းပြီးတော့ petrovic ကိုဒါဒုတိယအကြိမ်အခွင့်အရေးပုံစံမျိုးပြန်ပေးခြင်းနဲ့ petrovic ကမနေ့က stress ball မှာလည်း less one ပြခဲ့တဲ့ဂိုးသမားဖြစ်တယ်။ robert sanchez နဲ့ရှင်းမယ်ဆိုလဲပို့ပြီးတော့ကောင်းတဲ့ ုသမားတယောက်ဆိုငင်းစရာမလိုဘူးဒါပေမဲ့ချက်စီအသင်းဘက်ကရောလက်ရှိမှာအန်ဇူမူရဲဆက်ကာဘက်ကရောဒါရောဘတ်ဆန်ချက်ဆက်ဆိုင်ပက်ထိုဗစ်ကိုပို့ပြီးတော့ရောင်းစီခြင်းတဲ့မှာပါတယ်။ဘာကြောင့်လဲတော့မသိဘူးပြိတ္တတိနဲ့ဒါကျွန်တော်လက်ရှိလီးပြနဲ့ပိုင်ရှင်ကြားထဲမှာကွဲပြားခြားနာမှုတစ်ခုလို့တော့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကမြင်မိတယ်။အဲ့တော့လက်ရှိမှာချက်စီပြိတ္တတိကဒါပက်ထိုဗစ်နဲ့ရောဘတ်ဆန်ချက်ကိုလာမဲ့ဒါကျွန်တော်တို့နွေရာသီမှာအယောင်စီးတင်တဲ့နေရာမှာပက်ထိုဗစ်ကိုဘာကြောင့်အယောင်စီးတင်ရလဲဆိုတဲ့မိကုန်းတွေကိုလည်းမီးမြန်းနေတဲ့တယ်မှာပါပါတယ်။အဲ့တော့ချက်စီသင်းကဒါကျွန်တော်တိတိလောက်ပေါ့နော်ကလပ်ဘောကပ်ပြီးရင်ဒါကိုသမားတယောက်ထပ်ပြီးတော့ခေါ်ယူအောင်မယ်လို့သိရတယ်။ ိုက်မန်ညန်းကိုပြန်ပြီးတော့ခေါ်မလားမခေါ်မလားဆိုတဲ့ကိစ္စကိုကျွန်တော်တို့ဒီဒီရကျွန်တော်မသိရသေးပါဘူးဒါပေမဲ့ချက်စီးတင်နေတာကျွန်တော်တို့ပထမအခုလက်ရှိအပြောင်းအရွှေ့ပထမပိုင်းမှာဒါကျွန်တော် Liam Delap Jimmy Gidden တို့ကိုခေါ်ယူနိုင်ခဲ့တယ်ဆိုရင်တော့မှတို့အနေနဲ့ဒါဒုတိယပိုင်းမှာဆက်လက်ပြီးအလုပ်လုပ်သွားဖို့ရှိအဓိကဒါကျွန်တော်တို့ချက်စီးတင်နေတာအပြောင်းအရွှေ့ဒုတိယပိုင်းမှာအသင်းမှာပုံနေတဲ့ကစားသမားတွေကိုအကြီးကျယ်ရောင်းထုတ်သွားတဲ့ Super Sage ကိုလုပ်သွားဖို့တဲ့ချက်စီးတင်နေပြည့်စင်နေတဲ့ချက်စီးတင်နေအခုလက်ရှိမှာဒါအသင်းမှာဒါကျွန်တော်တို့တကယ်ကို တီဂျာတဲ့ကစားသမားလောက်ပဲဆက်လက်ပြီးထားမှဖြစ်ပြီးတော့မလိုအပ်တဲ့ကစားသမားတွေတော်တော်များများကိုချက်စီအသင်းကနေပြီးတော့ရောင်းထုတ်သွားဖို့အတွက်ပြင်ဆင်နေတဲ့ဆွဲသတင်းကတော့100%မှန်တယ်။ဒါပေမဲ့ချက်စီတဲ့နေတာအခုလက်ရှိမှာရှင်းပါတယ်ကလပ်ဘောကပ်ပြီးရင်တချို့အားလားရှင်းတာဘယ်လိုချက်စီတဲ့ဒုတိယအမြောက်အပြောင်းရှင်းမှာနှေးမယ်လို့ထင်ခဲ့ပေမဲ့တကယ်တဲ့ဒုတိယအမြောက်အပြောင်းရှင်းမှာချက်စီကပုံမူပြီးတော့လက်ရှိလက်ရှိအခြေအနေထက်ပုံမူပြီးတော့ကျမ်းမဲ့သဘောမှရှိပါတယ်။အဲ့တော့ချက်စီတဲ့နေတာကျွန်တော်ပုံမူပြီးကြမ်းတက်တဲ့အပြောင်းရွှေ့တွေကိုတော့ဒါကျွန်တော်အပြောင်းရွှေ့ရတာ16ရက်နေမှာပြန်ပြီးတော့မျှောမှာဖြစ်တယ်။အဲ့တော့ လက်ရှိမှာတော့ကျွန်တော်တို့ကျွန်တော်မြန်မာဘာမှာဂျီမီဂီနင်းစ်ကိုချက်စီအသင်းရသွားပြီလို့မြင်တော့ကျွန်တော်ညဘက်ကြီးအိတ်သွားပြီးတော့ဟီယဝီကိုမတင်ဖြစ်လိုက်မယ်ဆိုတော့ဂျီမီဂီနင်းစ်ကကျွန်တော်ထင်တယ်ဟီယဝီကိုသွားလောက်မယ်လို့ထင်တယ်တစ်ဖက်ကတော့ဘိုရီရှာဒေါ်မွန်ကိုတိုင်ကလည်းသူတောင်းတဲ့ဈေးကိုတိုင်ချက်စီကပေးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မဒီအပြောင်းရွှေ့ကိုချက်စီဘက်ကနေပြီးတော့တရားဝင်ပြီးမြောက်သွားမယ်လို့ကျွန်တော်နည်းနည်းမြင်မိတယ်အဲ့တော့ချက်စီသိနေတဲ့ကလပ်ဘောကတ်ကိုတော့လီယမ်ဒလက်နဲ့ဂျီမီဂီနင်းကစားသမားနှစ်ယောက်ကိုခေါ်ယူသွားနိုင်မယ်လို့ကျွန်တော်နည်းနည်းမြင်တယ်အဲ့တော့ချက်စီအသင်းအပြောင်းရွှေ့ကဒီနေ့ညအထိတော်တော်လေးကိုစိတ်ဝင်စားစရာရင်ခုန်ရှိတ်လို့ချားပွဲရဖြစ်အောင်အမြဲတမ်းစောင့်ကြည့်ရမယ်တဲ့ သင်းဆိုတာကတော့ပြောစရာကိုမလိုဘူးလို့ပြောပြစီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ ਨੇ TV4 ကြီးတို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point ဆိုတော့ ਨੇ TV4 ကြီးရွယ်လေးလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရများများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point ဆိုတော့ ਨੇ TV4 ကြီးရွယ်လင်းလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော် အားပေးလို့ရပါဗျာမြန်မြန်လေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါလေအားလုံးကြုံတမိုင်းကောင်းမွန်တော်နေနေဖြစ်ပါစေစွန့်ပုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညောင်းမှာ AC တွေ့ကြတာပေါ့ဒီဗော်ပါဗျာ